အဲ့ယောနေကဘာကြားသေးလဲကျွန်တော်တို့ထောင်စိတ်ဝင်စားစိတ်ဝင်စားအောင်ပါအဲ့ကောင်ကြီးကအဲ့ယောနေကဘာကြားသေးလဲကြာသွားပြီလားအဲ့ဆိုငါတို့ပြေးတော့မယ်အခုကတိုက်ကုန်မပြေးတော့တဲ့အနေထားဖြစ်တာတိုက်ရင်းနဲ့သေးကုန်တာမဟုတ်ဘူးသွားပြီးတော့တိုက်ခိုင်းတာတောင်မှပဲမတိုက်ပြေးတော့ပဲနဲ့ထွက်ပြေးကုန်ကြတာ င်္ဂလာပါဒီကနေ့ကအော်တိုဘာလ17ရက်နေ့2025ခုနှစ်ဖြစ်ပါတယ်ဒီကနေ့မှာသတင်းကောင်းကြီးကြီးရှိတယ်ဗောနော်အားလုံးမျှော်လင့်တောက်တနေတဲ့ဒီနေ့ရကံပြွာကုန်းစကန်းအဲစကန်းကတမဆစ်ခန်းစစ်ဂုံကြီးဖြစ်တဲ့အတွက်အင်အားထောင်ထဲချီပြီးရှိတယ်ဆိုပြီးတော့လေဒါစီရေသတင်းအရင်းမြစ်တစီကနေပြီးတော့သိရတယ်ဗောနော်ပြီးတော့တကယ်လည်းရှိပါတယ်ဘာဖြစ်လို့လဲဆိုတော့စစ်ကောင်စီကဒီနေရာကိုအင်အားတွေထောင်ထဲချီပြီးတော့ပို့တယ် အကုတ်ကြီးစကန်ကြာသွားပြီးရနောက်ပိုင်းမှာအသေးအတန်ပေါ့နော်ဒီလိုမျိုးပို့ဖို့အတွက်လုပ်နေတာကြီးလည်းရှိသလိုလေချောင်းကနေပြီးတော့ပေါ့နော်ဒါခင်းရနေရိတ်ခါရချပေးနေရလည်းရှိတယ်ဆိုတော့အဲဒီအကြောင်းနေလည်းသိရတယ်ပေါ့နော်အဲ့တော့အဲ့လိုစကန်ကြီးကိုဒါအခါတက်တော့ A ကဝိုင်းပတ်ပိတ်ဆိုတိုက်ခိုက်နေပြီဆိုတော့အကြောင်းအဲပြီးရင် ဒီစကန်းကနေပြီးတော့စစ်ကောင်စီစစ်သားတွေအလုံးလိုက်အရင်လိုက်စစ်ကြောင်းလိုက်ပြေးကြတယ်ဆိုတဲ့အကြောင်းလေးဒါကြောင့်ပြောကြမယ်ပေါ့နော်အဲ့တော့ဗဒါမကွေးတိုင်းငပဲမြို့နယ်အဆက်ကနေရီကန်ဘူဟာကုန်းအဲဒီပင်မကုန်းကြီးအကြီးကြီးရှိတယ်ပေါ့ဗျာအဲ့ကုန်းကြီးကအဓိကမကွေးတိုင်းထဲမှာစစ်ကောင်စီရဲ့အဓိကခံစစ်စခန်းကုန်းလို့ပြောလို့ရအဲ့ဒါကြီးကျော်သွားလိုက်ပြီဆိုတာနဲ့တည်တဲ့အတိုင်းပဲငယ်လေးကိုမွေပေါက်ခံရတော့မှကဘာစားရည်နဲ့နီးနေပြီအဲ့တော့အဲ့စခန်းကုန်းကိုဒါတော်လိုင်းတက်ဖွဲ့တွေကဝိုင်းပတ်ပိတ်ဆို့ပြီးတော့လုံးဝအောက်ခြေကနေစစပြီးတော့ပေါ့နော်ဒါစစ်စစ်ကူစစ်ကြောင်းတွေလာလို့မရအောင် ဒါလမ်းကြောင်းနှစ်ကြောင်းလုံးကိုပိတ်ဆို့ပြီးတော့ဖြတ်တော့တိုက်ခိုက်တာတွေလှုပ်ထားလိုက်တယ်။အဲအဲ့ဒါပြီးတာနဲ့ဒီကာကင်းစကန်ကုန်းနေပေါ့နော်။ဒီနေကံပြွာကုန်းမှာကိုပဲကာကင်းရှိတယ်။ဟိုဘက်ကတကောင်သားတွေပေါ့နော်။မင်းတို့ပြောတော့နေကံကဘာဖြစ်တယ်ညာဖြစ်တယ်အဲကာကင်းစကန်နေကကိုုံမီပါညာပြောမဟုတ်ဘူး။မင်းတို့ကောင်နေတိဖို့ပြောရရင် နေအကန်ဖြူအားကုန်းမှာကိုပဲနောက်ထပ်ကာကင်းစကန်နေဆိုတာရှိသေးတယ်အဲအဲ့ဒါလေးလည်းမင်းတို့အဘာတွေကိုမေ့ကြည့်အောင်ဖိုက်တာကုန်းဆိုတာကလည်းအဲ့ထဲကကာကင်းစကန်တစ်ခုဖြစ်တယ်ဆိုတဲ့အကြောင်းမင်းတို့အရင်မေ့ကြည့်အောင်မင်းတို့ကောင်းနေအဲ့တော့ဒါဟိုနေ့ကဒါဂုတ်ကြီးစကန်ကျုံလိုက်တယ်ရသွားတယ်အဓိကနေအကန်ဖြူအားကုန်းကိုအထောက်ပံ့ပေးနိုင်တဲ့ဒါဒီစကန်ကုန်းကြီးပေါ့နော်အိုက်ကုန်းကြီးကိုဒါတမိုင်လောက်ပဲဝေးတာအိုက်ကုန်းကကြတော့အဲအဲ့နေရာကိုကျုံလိုက်တယ်အပြိတာနဲ့ဒါနေရကန်ဖြူအားကုန်းရဲ့ကာကင်းစကန်ဖြစ်တဲ့အာဖိုက်တာကုန်းပေါ့နော်ဒါသူတို့ဒါအခေါ်ဝေါ်ကားတော့မတူတချို့ကကြတော့လေကဘာလုံးကုန်းလို့ဆိုပြီးတော့ခေါ်ကြတယ် ဒါဝရိုင်ဂုံးရှိတယ်ဒါနေခုနဖိုက်တာဂုံးရှိတယ်နောက်တစ်ခုကနေကန်ကာကင်းစကန်းဆိုပြီးကာကင်းဂုံးတစ်ခုထပ်ရှိသေးတယ်အဲအဲ့လိုပုံစံမျိုးရှိထားတာပေါ့ဗျာအဲ့တော့ဒါပင်မဂုံးကြီးကတက်တက်အဲ့တော့အဲ့ထဲကဒါဖိုက်တာဂုံးတလင်းတက်ဖွဲ့တွေကပြင်းပလိုက်တယ်ရသွားတယ် ပြင်းစရာမလိုပဲနဲ့ရသွားတယ်ပြောရမှာပေါ့နော်အေးအေးကွာဗီဒီယိုကွာဆိုအော်ချပလိုက်တာအကုန်လုံးဆင်းပြေသွားတယ်လက်နက်ကလေးနေထားပြီးတော့အဲ့တော့အိုက်ကုန်းကိုဒါမပင်မပန်းမင်းနဲ့ဒါရလိုက်တာပါဗျာမပင်မပန်းဘူးလို့ပြောရင်တက်ခွေတွေကိုစော်ကားရကြနေဦးမယ်အဲ့လိုမျိုးဒါဒီကောင်တွေထွက်ပြေးအောင်လုပ်နိုင်မှုကဒီအရှိမအများကြီးပင်ပန်းခဲ့တာဟုတ်အဲ့တော့ဘလိုပဲဖြစ်ဖြစ်အဲ့လိုပုံစံမျိုးနဲ့ရလိုက်တယ်ရလိုက်တော့အိုက်ကာကင်းစကန်းကုန်းကိုသူကဒီပင်မစကန်းကုန်းကြီးကနေပြီးတော့စစ်ကူစစ်ကြောင်းနေလွတ်တာအိုက်ကုန်းတွေကိုပြန်ယူဖို့လွတ်တာ ဘယ်နေရာတွေကိုလွတ်တယ်လဲဆိုရင်ဖိုင်တာဂုံးကိုလည်းလွတ်တယ်ဖိုင်တာတွေဂုံးနဲ့ဂုံးကိုလည်းလွတ်တယ်ပြီးရင်ဒါဂုံးကြီးစကန်ပေါ့နော်ဂုံးကြီးစကန်ကိုလည်းဒါလွတ်တယ်အဲ့တော့ဖိုင်တာဂုံးကတော့တည့်ရတိုင်းပဲကာကင်းစကန်ဆိုတော့ဘလောက်မှတော့ဒါဝေးမှာမဟုတ်ဘူးပေါ့နော်ပြီးရင်ဒါဂိုကြီးစကန်ဆိုတာကျတော့တမိုင်လောက်ပဲဝေးတဲ့အနေထားအဲစကန်ကုန်းနှစ်ခုလုံးကိုဒါစစ်ကြောင်းနေထိုးပြီးတော့လွတ်တဲ့အချိန်မှာအဲ့ဒီစစ်ကြောင်းနေကပြေးတာအဲ့ဒီစစ်ကြောင်းနေကဒါလမ်းခွက် လက်ရောက်တဲ့အခါမှာပေါ့နော်တော့ဟိုကသူတို့ကိုသွားခိုင်းတဲ့ရီမန်းချက်နေရာဖြစ်တဲ့ဂိုကြီးစကန်ကိုလည်းမသွားဘူး ရီမန်းချက်နေရာနောက်တစ်ခုဖြစ်တဲ့ fighter ကိုလည်းမသွားဘူးမင်းတို့ကလည်းအဲ့လိုအဲ့လိုဖြစ်နေတာသွားခိုင်းပြီဆိုတဲ့အချိန်မှာမသွားဘဲနဲ့ land land club မှာရုတ်တီးနေပါတော့လက်နက်တွေခဲရနေထုတ်တယ်အမိန်တွေပါနာခံအောင်ပါပေါ့အဲ့ဒီမှာသွားတိုက်မယ်ဘာညာအဲအဲ့မရှင်းတာရှိလားမရှိပါဘူးလို့ပါဘူးအုံးပါပေါ့ပြီးမှလန်တက်လန်ကူလက်ရောက်တဲ့ခါကျမှဟျောက်ရင်ဘယ်သူမှမသိတော့လစ်ကြအောင်ဆိုလစ်တာပေါ့နော်အဲ့လိုအဲ့လိုပြေးတာမင်းတို့ကောင်နေအဲ့တော့အဲ့တိုင်းပြေးသွားတာဖြစ်တဲ့အတွက်ဒါပြောရမယ်ဆိုရင်နေရကန်ဗျူဟာကောင်ကနေပြေးတဲ့အင်အားတွေလို့ပြောလို့ရအခုလဲဒါနေရကန်ဗျူဟာကောင်ကနေပြီးတော့ဒါ ဒီထပ်ပြီးတော့အဲ့လိုမျိုးထွက်ပြေးနေတာရှိတယ်ဆိုပြီးတော့သိရတယ်အဲ့အဲ့ဂုံကြီးပေါ်ပါပဲပေါ့နော်အဲ့ကြတော့ဘလိုပဲဖြစ်ဖြစ်ဒီနေ့ကံဗျူဟာဂုံကြီးကတဲတဲလေးပဲကျန်တော့တဲ့အနေထားအဲ့အထဲထဲမှာတော်တော်လေးကိုကမောက်ကမဖြစ်နေလောက်ပြီဆိုတဲ့ပုံစံမျိုးတွေဒါခံမှန်းလို့ရတယ်ဗျာသိလားအဲ့တော့ဒီလမ်းခွက်နေရာတွေကိုရောက်တဲ့ခါမှာထွက်ပြေးပြီဆိုကနေ့ကဒါကျွန်တော်တို့ကတော့အဲပြောရမယ်ဆိုရင် ကောင်းပါတယ်ပေါ့နော်ကောင်းပါတယ်ဒီဒီအင်အားတစ်ခုပဲယော့သွားပေါ့ဒါပြောရမယ်ဆိုရင်ဒါပေမဲ့လက်နက်ခဲယမ်းတွေပါလေရရှိလာတယ်မရရှိရတယ်တော့ဒါမသိရသေးဘူးပေါ့နော်ဆိုတာကဒီကောင်တွေဟာသူတို့ကိုတွားခိုင်းတဲ့နေရာတွေကိုမတွားတော့ဘဲနဲ့ကြောက်လန့်တကြားနဲ့ကစင်ကလေးအနဲ့ထွက်ပြေးတယ်ဆိုတဲ့ပုံစံမျိုးတွေတော့ဖြစ်သွားတယ်အဲ့တော့ဘလိုပဲဖြစ်ဒီပင်မကုန်းကအင်အားတွေတော့ယော့သွားပေါ့နော်အဲ့တော့အဲ့ဒီမှာရှိထားတဲ့ပေါ့နော်အကြီးပိုင်းဆိုတဲ့သူတွေကိုကဲနေရတဲ့သူတွေတော်တော်လေးဒါမြက်ကလေးဆံပြားတွေဖြစ်နေလောက်ပဲ ဘာလို့ဆိုတော့သူရဲ့ဒီစကန်ကုန်းကြီးကိုပင်မကုန်းကြီးကိုရောက်လာနိုင်မှုအတွက်ဒီကာကင်းစကန်နေရအရေးကြီးတာဘာလို့လဲဆိုရှေ့ရနေကာရတာလေဒီစကန်ကုန်းရောက်ဖို့အတွက်ရှေ့ရနေကာရတာဒါကဒါပင်မကုန်းနေတိုင်းမှာအဲ့လိုမျိုးပုံစံမျိုးဒါကာကင်းထုတ်ထားရတော့ရှိပြီးသားအခုကကျတော့သူကအခိုင်မာကာကင်းစကန်နေပေါ့နော်အဲ့ကာကင်းစကန်ကုန်းနေတစ်ခုပြီးတစ်ခုဒါကြနေတာလေပြီးရင်ပြန်ယူဖို့လုပ်တဲ့ဟာတော့မှပြန်မရတော့တဲ့ဟာတွေပြောချင်တာစစ်ကောင်စီဘက်ကကြုံရတဲ့ဟာကတကယ်အကြီးကြီးမားမားပြဿနာဖြစ်နေတာသူတို့အတွက်တိုက်ပေးမယ့်ကောင်မရှိတော့တာ အဲ့ဒါကသူတို့အတွက်အဆိုးဆုံးပဲအဆိုးဆုံးအဆိုးတကအဆိုးဆုံးဖြစ်တယ်ဟာတိုက်ဖို့အတွက်ဒီကောင်တွေကရေးကြည့်တာလေတော့တိုက်မဲ့ကောင်တွေကရေးကြည့်တာအဲ့တိုက်မဲ့ကောင်တွေကဆိုတိုက်မပေးတော့ဘူးအခုကတိုက်ကုန်မပေးတော့တဲ့အနေထားဖြစ်လာတိုက်ရင်းနဲ့သေးကုန်တာမဟုတ်ဘူးသွားပြီးတော့တိုက်ခိုင်းတာတော့မှပဲမတိုက်ပေးတော့ပဲနဲ့ထွက်ပြေးကုန်ကြတာအဲ့တော့တိုက်ပေးမဲ့ကောင်မရှိဘူးဆိုရင်သွားပြီးအဲ့မှာအဲ့ကောင်တွေဝင်တိုက်တော့အဲ့ကောင်တွေကလည်းဒါအကြီးပိုင်းဆိုတဲ့ကောင်တွေကလည်းဝင်တိုက်မဲ့ကောင်တွေမဟုတ်ဘူးတိတဲ့အတိုင်းပဲအချိန်တန်ရင်လက်နဲ့ချတာတွေအញ្ញန့်ခံတာတွေအလင်းဝင်တာတွေအဲ့ဒါတွေဖြစ်လာလိမ့်မယ် အဲ့ဒါဖြစ်လာဖို့အတွက်ကလည်းအခုလိုမျိုး CAPR တွေထက်ခါထက်ခါပေးနိုင်ဖို့လိုတယ်ပေါ့နော်အဲ့တော့အောက်ခြေကစစ်သားသာမရှိတော့ဘူးဆိုရင်စစ်ကောင်စီအပေါ်ကစစ်ဘိုလ်ချုပ်ဆိုတဲ့ကောင်အလကားဘာမှသုံးစားမရတော့ဘူးမင်းတို့စစ်ဘိုလ်ချုပ်တွေတည်တဲ့အတိုင်းပဲအဲ့လိုမျိုးပဲမင်းတို့စစ်ကောင်ဆောင်ဆိုတဲ့ကောင်တွေကအောက်ကသူတွေကိုပဲနင်းကန်မျိုးဒီလိုမျိုးခိုင်းတာမင်းတို့ကိုယ်တိုင်စစ်ဝင်တိုက်ဆိုရင်တိုက်တဲ့ကောင်တွေမဟုတ်ဘူးအဲ့တော့တိုက်ပေးမယ့်လူမရှိတော့ဆိုတော့မင်းတို့နာကားဘူးအဲ့အဲ့ဟာမျိုးကိုစစ်ကောင်စီကအခုကြုံနေရပြီပေါ့နော်အဲ့ကောင်မွားနေပြီဟုတ်တယ်လေဒီကောင်ဒီကာကင်းစကန်ကောင်တွေကအရေးကြီးတဲ့အတွက်ပြန်သွားပြီးတော့ယူကြလို့ပြောလိုက်တဲ့အချိန်မှာ မင်းတို့အတွက်ပဲလုံနေတာငါတို့အတွက်တစ်ခုမှလည်းမပါဘူးငါတို့ကိုအသေးကန်ခိုင်းနေတာအဲ့တော့မယူနိုင်ဘူးကွာပြေးတယ်ကွာဆိုပြီးပြေးတယ်။တွားရောအဲ့မှာဘာမှမတက်နိုင်တော့နောက်ထပ်ထက်လွတ်နောက်ထပ်တစ်ခါအဲ့လိုထပ်ဖြစ်ပြီးပြီးအဲ့မှာအဲ့ကောင်ဘယ်တော့မှလည်းမရတော့တဲ့အပြင်အင်အားတွေတောက်လျှောက်ရောက်မှာအခုဆိုရင်တို့လွတ်တောင်လွတ်ရဲတော့မှာမဟုတ်ဘူး။တော်ပြီဒီဂုံးတွေကိုတွားတိုက်ခိုင်းလိုက်တာနဲ့ငါတို့အင်အားတွေကထပ်ထပ်ပြီးရော့နေတာအဲ့တော့ကျတော့ငါတို့ဒီဂုံးမှာပဲခံစစ်ပြင်းတော့မယ်ဆိုတဲ့ပုံစံမျိုးဖြစ်သွားမှာအဲ့ဒါဆိုရင်လည်းအကြိုက်ပဲ။ တနည်းအားဖြင့်ပဲကျုံယုံမယ်လေအကြိုက်ပဲအဲ့တော့ဂုံကြီးစကန်လဲသူတို့ပြန်ရဖို့ကြိုးစားပြီမယ်ပြန်မရလိုက်ဘူးဒါဖိုက်တာကုန်းဆိုလဲပြန်မရလိုက်ဘူးပေါ့နော်အဲ့တော့ဒီပင်မစကန်ကုန်းဆိုလဲဒါအခုပိတ်ဆို့ပြီးတော့တိုက်ခိုက်နေတဲ့အနေအထားတွေရှိနေပြီဆိုတော့ထွက်ပြေးတာတွေကလည်းတောက်လျှောက်ရှိနေဦးမှာပဲပြီးတော့ကျတော့သူတို့မှာအင်အားလို့သာပြောတာသူတို့အတွက်တကယ်အသက်ပေးပြီးတိုက်ပေးမယ်အင်အားမဟုတ်တဲ့ပါစာတွေကအများကြီးပဲအဲ့လိုပါစာတွေကလည်းဒီလိုမျိုးအခွင့်အရေးရပြီဆိုရင်လစ်မှာပဲ ဲ့တော့သူတို့မှာဆုံးရှုံးတာတွေကအများကြီးပဲဒီဘက်ကတော့ဗောနော်ခုနလိုအလောင်းအလက်မရလိုက်တာတွေပါတယ်တော့ရှိကောင်းရှိနိုင်တယ်ဒါပေမဲ့စစ်ကောင်စီဘက်ကပြန်ကြည့်မယ်ဆိုရင်အရေးကြီးနေတဲ့အချိန်ရေးပေါ်ဖြစ်နေတဲ့အချိန်မှာအသေးအတန်ဖြစ်နေတဲ့အချိန်မှာအခုလိုမျိုးလက်နက်ခဲကနေယူပြီးတော့တခါလေးတလစ်သွားတယ်ဆိုတော့ဒါတော်တော်ကိုသူတို့အတွက်အချိန်ကြီးစိုးနေပြီအဲ့တော့ဘလိုပဲဖြစ်ဖြစ်ဒါမှာဂွေတိုင်းနယ်ကအဓိကခန်းစစ်စခန်းကြီးဖြစ်တဲ့နေကံပြူဟာဂုံကတော့မကြခင်အချိန်တော်တွင်းမှာပဲတရင်ကောင်းကြားရလိမ့်မယ်လို့ယူဆတယ်ဗောနော်အဲ့တော့ဟိုဘက်ကကပ္ပဆ14ကလည်းမျက်ခုံးတွေလှုပ်နေလောက်ပြီနေကံတရင်နားဆွင့်နေအောင်သူတို့ကလည်း အဲ့ရောနေကဘာကြားသေးလဲကျွန်တော်တို့ထထောင်စိတ်ဝင်စားစိတ်ဝင်စားအောင်ပါအဲ့ကောင်ကြီးကအဲ့ရောနေကဘာကြားသေးလဲကြာသွားပြီလားအဲ့ဆိုရင်ငါတို့ပြေးတော့မယ်တော့ဒါကြီးလည်းဖြစ်လာနိုင်တယ်တော့ဘယ်လိုပဲဖြစ်ဒါကဝမ်းသာစရာအားရစရာကောင်းတဲ့တဲ့င်းတစ်ခုဖြစ်တယ်ပေါ့နော်အဲ့တော့လက်ရှိအားကတက်တော် A နဲ့ B တဲ့တက်ဖွဲ့တွေကနေရာ၃ခုလောက်မှာထိုးစစ်ဆင်နေတာတွေရှိတယ်ထိုးစစ်ထိုးစစ်ပေါ့နော်ထိုးစစ်ပုံစံပြန်ပြီးတော့ဆင်နေတာတွေရှိတယ်ရှေ့ပိုင်းကာလတွေမှာအားကတက်တော် A ရဲ့ထိုးစစ်တွေအေးသွားသေးတယ်နည်းနည်းရစ်တန်သွားသေးတယ်အဲ့ဒါကတော့ဒါက ဒီငလင်လှုပ်လိုက်တဲ့ကိစ္စမှာပေါ့နော်ဒါညီနောင်၃ဘွဲ့နဲ့ရောဒါမဟာမိတ်အဖွဲ့တွေကအခုလိုမျိုးဒါဒီစီရေးဖော်ဆောင်မှုတွေကိုရပ်တန့်ထားမယ်ဆိုတဲ့ပုံစံမျိုးကာလတွေတိုးတိုးပြီးတော့တတ်မှတ်ပြီးတော့ဒီကာလအတော်အတွင်းမှာမတိုက်ဖဲနေခဲ့တာတွေရှိတယ်အဲ့ဒီအတွက်စစ်ကောင်စီကပြန်ပြီးတော့စစ်ကောင်စီကကြတော့တိရတိုင်းမဲ့သူကလုံးဝအင်အားတွေပြင်းနေပြင်းနေပြင်းနေအင်အားတွေဖြည့်တယ်ဖြည့်တယ်အာစစ်နီးပြွာတွေဆွဲတယ်ချွနေရာတွေတိုးတယ်တိုးတယ်ဒါမျိုးပုံစံမျိုးနဲ့သူကပြင်ဆင်ကြိမ်တော့လှုပ်သွားတယ်အဲ့လိုပြင်ဆင်ကြိမ်ရတာတောင်မှပဲအခုလိုမျိုးဒါဒေါ်လိုင်းတက်ဖွဲ့တွေဘက်ကထိုးစစ်ပြန်စတဲ့အချိန်ကျတော့စစ်ကောင်စီဒါ ကွဲတာပဲပေါ့နော်အဲ့တော့သူတို့ဘက်မှာဘလို့နီးလန်းမျိုးနဲ့မှပြန်ပြီးတော့ဒီတပ်ဖွဲ့တွေကိုတုံ့ပြန်နိုင်စွာမရှိတော့တဲ့ပုံစံတွေလည်းတွေ့ရသေးပေါ့နော်အဲ့တော့နေရီကန်ဝင်းချင်းမှာဒါတိုက်ပွဲတွေပြင်းထန်နေတာရှိတယ်အဲကာဘတ်ဆ14တို့နေရီကန်ဝင်းချင်းပေါ့နော်ပြီးရင်အဲပြင်းဝစစ်စေးဂိတ်နားမှာဒါစကန်နေလေဒါတိုက်ပွဲဖြစ်နေတာရှိတယ်နေရီကန်ဘျူဟာကုန်းကလည်းဒါအမြင့်ပေ9000ကျော်မှရှိပြီးတော့လက်ရှိဖြစ်တင်းထားတဲ့အင်အားတွေရသူတို့မှမရှိဘူးဆိုရင်အင်အားယာကြီးပိုင်းထောင်ကနန်းနီးပါးပေါ့နော်အဲ့လောက်ထိရှိတယ်ဆိုပြီးတော့လေဒါနီးစပ်သူတွေစီကနေပြီးတော့သိရတယ်ပေါ့နော်အဲ့တော့ မကွေးတိုင်းထဲက MPD တာဝါတိုင်းဂုံးစခန်းမထုံးပြီးရင်ရွာသစ်လင်းတဲစွန်တက်ကံမြင့်ကံကြည်ရီစံပင်းရီစံဂုံကြီးဖိုက်တာဂုံးဟာမိုက်တယ်ပြောရတာအားရတယ်ဗောနတတိတန်းအဲ့ဒီစခန်းနေအကုန်လုံးကိုဒါအဲ့ခါတော်တော် AE နဲ့ဒါ PD တပ်ဖွဲ့တွေကသိမ့်ပိုက်ထိမ့်ချုပ်ထားတာဖြစ်တယ်အဲ့တော့အမ်မတန်စစ်မျက်နှာမှာတော့ဒါအဲ့ခါတော်တော် AE က တကယ်ပြောရင်သူတို့နဲ့ပါဝင်ပြီးတော့ပုံမှန်တိုက်ပွဲဝင်နေတဲ့အဖွဲ့တွေကိုကျွန်တော်ဂုဏ်ပြုပေးရမှာပေါ့နော်အဲ့တော့အခါတက်တော့အေးပါမယ်အဲချင်းကာကွယ်ရေးတပ်အရှိုးပါမယ်အရှိုးချင်းကာကွယ်ရေးတပ်ပြီးရင်မကွေးတိုင်းအခြေဆိုင် PDF တပ်ရင်းတွေပါမယ်ပြီးရင်ကျောင်းသားလက်ရုံးတပ်တော် SAF ပါမယ်ပြည်သူ့လွတ်လပ်ရေးတပ်တော် PIA ပါမယ်လူမှုတော်လှန်ရေးမဟာမိတ်အင်အားစု PIA မကွေးပါမယ်အဲအဲ့တော့ PDF တွေလက်တွဲညီညီနဲ့အားခတ်တက်တော် AE နဲ့ဖြုတ်နေတာအားရစရာကောင်းနေပါတော့စခန်းနေများရွတ်ရတာရတာကိုရှေ့ရင်နေရပါနော်အဲ့တော့ဘလို့ပဲဖြစ်ဖြစ်သူတို့တွေဒီနေရာတွေကိုအရယူကိုပြန်စူးစမ်းတာပဲ စ조사ပြင်မယ်လည်းမရဘူးတကယ်တော့သူရဲ့ရည်ရွယ်ချက်ကဒီနေရာလေးကိုပြန်ပြီးတော့ရယူမှအဲ့နေရာလေးမှာဒါစခန်းနေပြန်ပြီးတော့ခိုင်မှလှုပ်မယ်တိဆောက်မယ်အင်အားတွေတိုးမယ်လမ်းကြောင်းတွေလိုက်ဆက်မယ်ပြောရရင်ဂရင်းနီတို့ဒါရှမ်းမြောက်တို့အဲ့ဘက်ချမ်းတွေမှာလှုပ်သလိုပဲဒီကြောင်းနေနဲ့ကျဲအဲပြီးရင်ဒါမြေပြင်စစ်ကြောင်းတွေထိုးမြေပြင်ကတပ်ဖွဲ့တွေရောက်ပြီးဆိုတာနဲ့အခိုင်အမာပုံစံမျိုးတွေတိဆောက်ပြီးတာနဲ့အင်အားတွေစုဖွဲ့ပြီးတာနဲ့ရှစ်ဆက်တိုးမယ်အဲဆိုတာသူတို့ရဲ့ ရီမန်းချက်ကရွေးကောက်ပွဲလောက်ရမယ့်နေရာတွေကိုသူတို့ပြန်ယူရမယ်ပေါ့နော်ဒါပေမဲ့အဲ့လိုမဖြစ်ဖဲနဲ့ပေါ့နော်အခုဒါပြည်သက်တပ်ဖွဲ့တွေနဲ့အာခတ်တပ်တော် A နဲ့လက်တွဲညီညီပူးပေါင်းပြီးတော့ထိုးစစ်ပုံစံမျိုးပြန်ဖန်တီးလာလိုက်တာအခုဆိုရင်ဒါစတော့မစသေးဘူးစတယ်လို့တော့ပြောလို့မရသေးဘူးပေါ့နော်ဒါလုံးဝဒါကြမ်းကြမ်းခံပြီးတော့သူတို့ရထိုးစစ်တွေကိုကြမ်းကြမ်းခံပြီးတော့ပြန်ပြီးတုံ့ပြန်တဲ့အစ်စ်လောင်ပဲရှိသေးတယ်ဒါတော့မှပဲတော်တော်လေးအချင်းကြီးစစ်ကောင်စီကစိုးနေတဲ့နေသားအဲ့တော့ data အလိုက်ကြည့်မယ်ဆိုရင်ဒါအာခတ်တပ်တော် A နဲ့စစ်ကောင်စီက စစ်ရေးအရာအချက်အချာကြားတဲ့နေရာ၅ခုလောက်မှာတိုက်ပွဲတွေဖြစ်ပွားနေတယ်။လက်ရှိအာခတ်တပ်တော် A ကဒါရခိုင်ပြည်နယ်အတွင်းမှာတိမ့်ပတ်ရံကျန်အဟမ်းတိမ့်ပတ်ဖို့ကျန်တာနော်အဲတိမ့်ပတ်ရံကျန်စင်းစရာလုံနေတဲ့အတိုင်းပဲတိမ့်ပတ်ရံကျန်နေတဲ့ဒါမျိုးနဲ့၃ခုတည်းကကြောက်ဖြူနယ်စစ်တွေမှာထိုးစစ်တွေဆက်ပြီးတော့ပုံဖော်နေလို့ ဒါတိုက်ပွဲတွေဖြစ်နေတာတွေရှိတယ်အဲနောက်တစ်ခုဒါမကွေးတိုင်းထဲမှာဆိုရင်နေရီကန်ဆင့်မျက်နှာရှိမယ်ရခိုင်နဲ့ပဲခူးတိုင်းမှာဆိုရင်ပဲခူးတိုင်းအဆက်မှာဆိုရင်ဒါညောင်ကျိုးလို့ပါလို့ရှိမယ်ပြီးရခိုင်နဲ့အေအာဝရီအဆက်မှာဆိုရင်လေးမျက်နှာမျိုးနယ်တွင်းကဒါနေရာတွေမှာရှိမယ်ပေါ့နော်အဲ့တော့အဲ့လိုနေရာတွေမှာဒါတိုက်ပွဲတွေပြင်းပြင်းထန်ထန်ဖြစ်ပွားနေသလိုစစ်တွေကြောက်ဖြူအဲ့တော့ငါးနေရာလောက်ရှိနေပြီပေါ့နော်ချိုးနေရာတွေမှာစစ်ကောင်စီရဲ့ထိုးစစ်တွေကိုကြမ်းကြမ်းခံပြီးတော့တံပြန်ထိုးစစ်တွေအပြင်းထန်လုပ်နေလို့ အောင်မြင်မှုတွေလည်းဒါတွေ့နေမြင်နေရတယ်ပေါ့နော်နှစ်ဖက်တိတွေ့တိုက်ပွဲဖြစ်ပွားမှုတွေကဒါနေ့စဉ်ပြင်းထန်စွာဖြစ်ပွားနေတာရှိတယ်အဓိကတော့ဒီရခိုင်နဲ့မကွေးပဲခူး AR ဒီအဆက်တွေကတကယ်ပြောရင်စစ်ကောင်စီကထိုးစစ်တွေလုပ်နေတာအဲ့ထိုးစစ်တွေကိုကြမ်းကြမ်းခံပြီးတော့တံပြန်ထိုးစစ်တွေလုပ်လို့အခုဆိုရင်အောင်မြင်မှုတွေရနေတယ်တည်တင်းအဲစစ်တွေနဲ့ကြောက်ဖြူမှာကြတော့ဝိုင်းပတ်ပေးဆိုတဲ့ပုံစံမျိုးနဲ့ပေါ့နော်ရရင်ရတယ်လို့အခွင့်အရေးတွေပေါ်ဆောင်နေရရှိတယ် အဓိကစစ်ကောင်စီဘက်ကလည်းအဲ့ဘက်မှာလည်းသူကထိုးစစ်လုပ်တာပဲဒါပေမဲ့သူကသူလန်လန်ကြသွားရတယ်နောက်ပြန်ရင်ပြေးရတာရတော့မတက်နိုင်ဘူးပေါ့နော်အဲ့တော့တကယ်အဓိကအချက်ချာကြတဲ့နေရာတွေမှာပေါ့နော်အရေးကြီးတဲ့နေရာတွေမှာ၅ခုလောက်မှာအခါတက်တော့ AA နဲ့တိုက်ပွဲဝင်နေရတာရှိတယ်။ PDF တွေလည်းပါတာပေါ့နော်။အဲ့တော့ AA ကဒီလိုမျိုးတိုက်ပွဲဝင်နေရတဲ့နေရာ၅နေရာနဲ့သူ့တာဝန်ကပြီးပြီလားဆိုတော့မပြီးသေးဘူး။မပြီးသေးဘူးဆိုတာဒီခုဒါမောင်းတော်မျိုးနဲ့နေဆက်တစ်လျှောက်လုံးမှာပေါ့နော်။ ARSA အဖွဲ့တွေရဲ့ဒါအကြမ်းဖက်မှုတွေဇက်တိုက်လှုပ်လာတာကြောင့်မလို့ လိုက်လံရှင်းလင်းမှုအတွက်အင်အားတွေတုံးနေရတယ်ရှိသေးတယ်ခုနက9နေရာမှာအင်အားတုံးရတဲ့အပြင်အခုမောင်းတော့နယ်စပ်တလျှောက်မှာလည်းအင်အားတွေတုံးပြီးတော့လိုက်ပြီးတော့ဒီအာစာဖွဲ့တွေအကြမ်းဖက်ဖွဲ့တွေကိုဒါရှင်းလင်းတာတွေဒါလုပ်နေရတယ်ရှင်းလင်းနေတာထိတွေ့တိုက်ပွဲဖြစ်တာတွေအပြင်းထန်ရှိတယ်ပေါ့နော်အဲ့တော့ဒီအကြမ်းဖက်မွတ်စလင်လက်နက်ခိုင်အဖွဲ့တွေဖြစ်တဲ့ ARSA အပြင် ISO, AIA, RIM ဒီအဖွဲ့တွေက စက်တင်ဘာလကုန်ပိုင်းကနေစပြီးတော့ရခိုင်ဘင်္ဂလားဒေ့ရှ်နယ်စပ်တစ်လျှောက်မှာဒါစစ်ရေးလှုပ်ရှားမှုတွေဇက်တိုက်လှုပ်လာတယ်။တကယ်တမ်းပြောရင်စစ်ရေးလှုပ်ရှားမှုတော့မဟုတ်ဘူး။အဖြတ်မောက်လုပ်ငန်းတွေလှုပ်တာ။ဘာလို့လဲဆိုတော့ပြည်သူကိုပဲဥတည်ပြီးတော့တိုက်ခိုက်တာအဲကောင်တွေက။ဒေသခံပြည်သူတွေကုံရောင်းကုံဝဲသွားတဲ့အဖွဲ့တွေရှိတယ်။ဒါသွားလာနေတဲ့ဒီလမ်းပိုင်းတွေမှာပေါ့နော်။အဲလမ်းပိုင်းတွေမှာကြားဖြတ်ပြီးတော့စောင့်ကြည့်ပြီးတော့အလင့်ငိုက်တိုက်ဟာမလမသိရင်ဒီကုံတွေတွေဒီဒေသခံတွေကမဲ့တနက်တွေကင်ပြီးတော့ဒါအဖွဲလိုက်ကြီးချီတက်နေရကြနေရပဲသူကခြုံခိုပြီးတော့တောင်တိုက်လိုက်သေးတယ်ဒီပြည်သူတွေကိုဒါဘာမှလက်နဲ့မရှိတဲ့ ဒါအပြစ်မဲ့တဲ့ကုံရောင်းကုံဝင်လုပ်နေတဲ့ပြည်သူတွေကိုဒီကောင်းနေဘလောက်တော့မှရမ်းရုံပါလဲပေါ့နော်အဲ့ဒါကိုမဲတိုက်ပွဲတစ်ခုဖန်တီးသလိုတော့သူကဒီကြားပြတ်ပြီးတော့ပေါ့နော်စောင့်ကြိုပြီးတော့ပြစ်ခတ်တာတွေအလင်းကတိုက်ခိုက်တာတွေလုပ်တယ်တော်တော်တက်တိနေပြီးတော့ပေါ့နော်အောက်တန်းကျရုံပါလဲကောင်းနေပေါ့နော်အဲ့တော့ရက်သားပြည်သူတွေကိုခြုံခိုတိုက်ခိုက်တာတွေပြစ်ခတ်တက်ပြတ်တာတွေလုပ်လာလို့ဒါ အဲ့ခတ်တော်အေကဒါအင်အားအလုံးရင်းနဲ့နေပြည်ရှင်းလင်းတာတွေလို့တော့အဲ့ဘက်မှာလည်းသူ့ရဲ့တာဝန်ကရှိပြန်ရောအဲ့လိုအဲ့လိုမျိုးလုပ်နေတဲ့ဒါပြီးခဲ့တဲ့ဂျပန်တွင်းကပေါ့နော်ဒီနေဆက်တစ်ချောင်းမှာလိုက်လံရှင်းလင်းတာတွေလုပ်ရင်းနဲ့ဒါ ARSA အဖွဲ့တွေနဲ့ပေါ့နော်အာစာအဖွဲ့တွေနဲ့ထိတွေ့တိုက်ပွဲဖြစ်ခဲ့လို့အဲ့အဖွဲ့တွေအကြဆုံးများပြီးတော့ဒဏ်ရာရတဲ့10ဦးကျော် အဲ10ရောက်လောက်ကိုပေါ့နော်မတည်ဘဲနဲ့ဒဏ်ရာရပါ10ရောက်လောက်ကိုဒါတစ်ဖက်ဒါဘင်္ဂလားဒေ့ရှ်နိုင်ငံဒါစစ်တကောင်ခရိုင်အတွင်းကိုစစ်ကူတဖို့ခေါ်သွားတယ်ဆိုတော့ဖြစ်စဉ်လည်းရှိခဲ့တယ်ပေါ့နော်အဲတော့ဒီကောင်တွေကရဲသားတွေကိုပဲဥတီပြီးတော့တိုက်ခိုက်တာအဖြတ်မောက်လုပ်ငန်းတွေကိုပဲလုပ်ရဲတာပေါ့နော်ပြီးတော့ဒီအာခတ်တက်တော် AE နဲ့ဆိုရင်ထိတ်တိုက်မတွေ့ရဘူးယူသွားမှာပေါ့ဒီတွေ့လိုက်မြင်လာတဲ့နဲ့ယူသွားလောက်တယ်အဲကြအဲ့လိုမျိုးထိတ်တိုက်မတွေ့ပဲနဲ့သူတို့အနိုင်ကျင့်လို့ရတဲ့ပြည်သူကိုပဲရရဆက်ဆက်ရုံးရုံးမှာလုပ်ငန်းတွေလာလုပ်နေတာပေါ့နော် ဒါတွေကလည်းဒါအာခတ်တက်တော် AA နေနဲ့အင်အားအသုံးပြုမှုပြန့်ကွဲသွားအောင်အင်အားကိုဗျာဖြန့်ခွဲလိုက်ရတဲ့ပုံစံဖြစ်သွားအောင်တမင်ရည်ရွယ်ပြီးတော့လုပ်နေတဲ့စစ်ကောင်စီရဲ့လက်ချက်တွေလို့လည်းယူဆလို့ရတယ်ဒီကောင်တွေကဘယ်ကနေလာလဲသိတဲ့အတိုင်းပဲပြီးရင်အဲ့လိုမျိုးပုံစံမျိုးရှေ့မှာအဖော်ထုတ်နိုင်ခဲ့တဲ့ဟာတွေလည်းရှိတယ်ပေါ့နော်စစ်ကောင်စီကဗိုလ်မှူးကြီးအဆင့်ထိကိုယာတုပေးထားပြီးတော့အဲမင်းတို့ဒီနေရာတွေကိုတိုက်ရသွားပြီဆိုတဲ့အခါကျရင်မင်းတို့တွေဘာအခွင့်အရေးတွေရမယ်မင်းတို့ကိုကလားလို့မခေါ်တော့ဘူးမစလင်လို့ပဲခေါ်မယ်အဲမင်းတို့ ဒါသွားလာလေပတ်ခွင့်ပေါ့နော်တနိုင်ငံလုံးအတိုင်းအတာနဲ့ဘယ်လိုမျိုးခွင့်ပေးမလဲအမှတ်ပုံတွေလုတ်ပေးမလဲအဲ့လိုပုံစံမျိုးတွေနဲ့မမရန်မလုံးနေပြီးပြီးခိုင်းခဲ့တဲ့ဒါဖြစ်စဉ်ဖြစ်ရက်တွေတက်တည်တွေဒါထွက်ထွက်ပေါ်လာခဲ့ပြီးသားဖြစ်တယ်ပေါ့နော်အခုလည်းဒီလိုပုံစံမျိုးခိုင်းပါပဲအဓိကတော့အာခတ်တက်တော် A ကိုဒါစစ်မျက်နှာတွေများလာအောင်လုပ်ချင်တယ်တစ်ဖက်မှာရှိတဲ့ CAPR တွေကိုအာခတ်တက်တော် A အနေနဲ့ပေါ့နော်ပြန်ပြီးတော့ဒါအာယုံမဆိုင်နိုင်အောင်စစ်ကောင်စီက တို့ခံနေရတဲ့ CFP ရတွေကိုလျှော့ချနေတာတွေလည်းပါလိမ့်မှာပေါ့နော်အဲ့တော့အချုပ်ချအာဏာကိုဒီလိုထိပါလာတာဖြစ်တဲ့အတွက်အာခတ်တတော်အင်းတွေကလည်းဒါခွင့်လွတ်လို့မရဘူးအဲ့တော့လိုက်ပြီးတော့ဒီပြည်သူတွေအတွက်လှုပ်လှုပ်နေတာဖြစ်တဲ့အတွက်ပြည်သူကိုကာကွယ်ပေးရမယ့်တာဝန်ရှိတဲ့အတိုင်းအဲ့ဘက်မှာအင်အားတွေတုံးနေရတယ်လည်းရှိတယ်ပေါ့နော်အဲ့တော့ဖြည့်ရှင်းရမှာပဲဒါအပြင်ကောဒီငါးခိုးဖန်တဲ့ပြဿနာကြီးလည်းဒါကြုံနေရသေးတယ်အေးကတကယ် သူ့မှာပြုံလဲရတဲ့ဖြစ်စဉ်တွေကအများကြီးနော်တကယ်ကိုထိုးနှက်နေတာဗတ်ပေါင်းစုံကနေထိုးနှက်နေတာဒီငါးခုဖမ်းတဲ့ဟာတွေငါးခုဖမ်းရင်းနဲ့ပေါ့နော်အချုပ်ချာအနာကိုထိတဲ့ပုံစံမျိုးတွေလုပ်တယ်အဓိကတော့အာခတ်တက်တော်အိမ်မှာတာဝန်ထမ်းဆောင်နေတဲ့ဒီစစ်တီတွေကိုဒါတက်ဖြတ်ပြီးတော့တဖက်နိုင်ငံကိုပြန်ပြေးသွားတဲ့ဖြစ်စဉ်တွေလည်းရှိခဲ့တာရှိခဲ့တော့ဒါတွေကိုလည်းဒါလုံးဝသူကစောင့်ရှောက်ရသေးတယ်ဖြစ်ရှင်းရသေးတယ် တာဝန်ယူပါသေးတယ်ဗောနော်အဲ့တော့အများကြီးပဲသူတာဝန်တွေကနောက်အပြင်ကမှဒါအာခတ်တော်အေကဗောနော်ဒီနေရာတွေဒီနေရာတွေမှာခုနကျွန်တော်ပြောခဲ့တဲ့နေရာတွေမှာသူ့ရဲ့တာဝန်တွေဖြန့်ခွဲပြီးတော့လှုပ်ဆောင်နေရတာတွေရှိသလိုအခုထပ်ပြီးတော့ဂျုံရနိုင်ခြေရှိတဲ့အရာတွေလည်းဒါတွေ့နေရအဲ့ဒါကတန်တွဲတန်တွဲမှာဒါတည့်ရတိုင်းပဲဒီရှေ့ရက်ပိုင်းတွေကကာလာတစ်လျှောက်လုံးဒီပင်လယ်ပြင်မှာစစ်ကောင်စီက စစ်တင်မော်၂စီးလောက်နဲ့ပဲဒါလှုပ်ရှားတာတွေကင်းလှဲတာတွေလုပ်တယ်ပေါ့နော်အဲဒါပေမဲ့လည်းပြက်ခတ်တာတွေကတော့တောက်လျှောက်ရှိခဲ့တယ်အခုနောက်ပိုင်းကျတော့အဲ့လိုတွေမဟုတ်တော့ဘူးသူတို့ကဒီရေချောင်းဘက်ကနေပါအင်အားဖြစ်တင်တာမျိုးတွေလုပ်တယ်အဲ့ဒါကဒါစစ်ကောင်စီအနေနဲ့စစ်တင်မော်၇စီးလောက်ကိုဒါအိုက်ပလန်ပြင်မှာလှုပ်ရှားနေတဲ့ပုံစံမျိုးမြင်နေရပြီအင်အားတွေဖြစ်နေတဲ့ပုံစံမျိုးအဲ့တော့အိုက်ဘက်ကနေပြီးတော့အခုဆိုရင်ဒါကင်းထောက် drone တွေလွှတ်တာတွေလည်းတွေ့နေရပြီ ဲ့တော့ဒီဘက်ချမ်းကနေပြီးတော့လေတို့တွေဆက်ပြီးတော့တိုးနိုင်ဖို့အတွက်လုပ်နေတဲ့ပုံစံမျိုးတွေမြင်တွေ့နေရပြီပေါ့ဗျာပြောရရင်အဲ့တော့အရင်တော့ငါဒါတစည်းလောက်ပဲကင်းလက်လှောက်ရှားတဲ့ပုံစံမျိုးကနေအဲနှစ်စည်းလောက်ပဲထားနေတဲ့ပုံစံမျိုးကနေအခုဆို9စည်းလောက်ကလှောက်ရှားတာတွေပြစ်ခတ်တာမျိုးတွေလှုပ်လာနေပြီအဲ့လိုလှုပ်တဲ့အတွက်ဒေသခံပြည်သူတွေဒုက္ခရောက်တဲ့ ငါးဖက်နဲ့ဒီဒီရေလုတ်သားတွေကိုတောင်မှပေါ့နော်လှမ်းပြီးတော့လက်နက်တွေနဲ့ပစ်ခတ်လို့ဒါထွက်ပြေးတိမ်းရှောင်ရတာတွေလုပ်ရတယ်အဲအဲ့ဟာနဲ့ပတ်သက်လို့လည်းအာရခတ်တတော် AA ကထုတ်ပြန်ချက်တွေလုပ်နေရပြီအာရခတ်တတော် AA ကတော့လိုအပ်မှပဲထုတ်ပြန်တာဖြစ်တဲ့အတွက်ဒီထုတ်ပြန်ချက်တွေကဒေသခံတွေအတွက်အရန်အရေးကြီးပါတယ်စစ်ရေးအရကြည့်မယ်ဆိုရင်လည်းအာရခတ်တတော် AA ကဒီဥစ္စာကိုဒါပြန်ပြီးတော့အာယုံစိုက်နေပြီစိုက်နေရပြီဆိုတဲ့ပုံစံမျိုးတော့မြင်ရတယ် အဲ့တော့စစ်ကောင်စီကဒီမျိုးစုံနဲ့ဒါစစ်မျက်နှာတွေများအောင်ဖန်တီးနေတဲ့အထက်မှာအခုဆိုရင်ဒါတန်တွဲလဲပါလာတော့မယ်ဆိုတဲ့ပုံစံမျိုးမြင်တွေ့နေရတယ်ပေါ့နော်ကင်းထောက်ဒရုန်းတွေလာနေပြီ လက်နက်ကြီးတွေပြစ်ခတ်နေပြီဆိုတဲ့ကသာသူကကြိုတင်ချိန်မုန်းတဲ့ပုံစံမျိုးတွေလည်းရှိလာနေပြီလို့ဒါပြောလို့ရတယ်။ဆိုတော့ဒီအာရကတက်တော်အေအေနဲ့ဒါရင်ဆိုင်ဖြည့်ရှင်းနေရတဲ့စစ်မျက်နှာတွေကပူပူပြီးတော့များလာတယ်။ဒါပေမဲ့ခံစစ်တက်တက်ကြီးပဲမဟုတ်ဘဲနဲ့ပေါ့နော်။ရသမျှဒါထိုးစစ်စင်ထိုးဖောက်နေတာတွေလည်းတွေ့ရတယ်။အဲခုနကဒါမကွေးပကိုးပေါ့နော်။အဲ့ဘက်ချမ်းဒီမှာကြည့်လိုက်မယ်ဆိုရင်တကယ်ပြန်ပြီးတော့တံပြန်ထိုးစစ်တွေလုံနေတာတွေတွေ့ရနိုင်မယ်။လက်ရှိအချိန်ထိကိုပဲသူကြုံတွေ့နေရတဲ့ စင်မျက်နှာအကုန်လုံးဖိအားတွေအကုန်လုံးကိုဒါသူနိုင်နိုင်နေနေနဲ့ကင်တွဲနေနိုင်သလိုပေါ့နော်အားခါတတော် A နဲ့ပြီးတဲ့တပ်ဖွဲ့တွေရဲ့တင်းင်းတွေကိုကြားလိုက်ရရင်လေကျွန်တော်တို့တော်လံပြည်သူတွေအတွက်ပေါ့နော်အပါတရတင်းင်းတွေ1သားစရာတင်းင်းတွေပဲဖြစ်နေတာတော့ဒါရှယ်ပဲပေါ့ဗျာဒါမတက်နိုင်ဘူးစစ်ကောင်စီတွက်ကမြေကြီး20ပေါ့လက်ရှိဒါတမကိုကိုတမဘူးဒါဦးစီးနေတဲ့နေရီကန်တမအဆင့်ခန်းစစ်စကန်းကဒီဥစ္စာသာသူတို့တွေလက်လွတ်ရပြီဆိုရင်မကွေးတိုင်းတွေကသူတို့ရဲ့အဓိကအကြဆုံးခန်းစစ်စီကြီးကျိုးပေါက်တာနဲ့အတူတူပဲ အဲ့ခံစစ်စည်းကြီးကျိုးပေါက်သွားပြီဆိုရင်အနောက်မှာရှိတဲ့ကာဘာဆာတွေကတော့တော်တော်လေးဒါခုနပြောတဲ့အတိုင်းပဲခေါင်းကျင်းနေရမယ်အနေထားအဲ့လိုမျိုးကာဘာဆာတွေကိုချင်းချောက်နိုင်ဖို့အတွက်ကလည်းတသက်လုံးကျွန်တော်တို့ပြည်သူတွေမျှော်လင့်ခဲ့တဲ့အရာဖြစ်တယ်အဲ့တော့အဲ့လိုအရာတွေကိုဆက်ပြီးတော့ခြေတက်သွားနိုင်မလားဆိုတဲ့ဟာကလည်းကျွန်တော်တို့ဒါစောင့်ကြည့်အောင်ပဲဗောနော်အဲ့တော့ကာဘာဆာတွေနေနေတော့အနေများတယ်ဒါပေမဲ့ဒီဥစ္စာကိုလည်းဒါစစ်ကောင်စီကတည်တဲ့အတွက်အာခတ်တတော်အေးအာယုံများအောင်လို့ခုနလို့ တန်တွဲလိုနေရာမျိုးတွေဘုံကျဲတာမျိုးတွေတောက်လျှောက်လုပ်တယ်လက်နေကြီးပြစ်ခတ်တာမျိုးတွေလုပ်တယ်အာအာစာအဖွဲ့ရင်နဲ့ဒါလှည့်ပြီးတော့တိုက်တာတွေလုပ်တယ်အဲမူရီဆွေးနဲ့ပတ်သက်ပြီးတော့ဆွဆွဲတာတွေလုပ်တယ်လုံးဝပုံရိပ်တိကြဆင်းအောင်လုပ်တယ်လူလူထောက်ခံမှုကြဆင်းအောင်လုပ်တယ်အဲပြီးတော့ကျတော့ဒီဘက်ဒါဘကိုးအရာဝတီမကွေးပချမ်းနေမှာလဲသူတို့တက်နေတဲ့လောက်ဆင်ရတွေဖြည့်ပြီးတော့လုပ်နေတာတွေရှိတယ်အဲ့တော့အာယုံနေများအောင်ဆိုတဲ့ပုံစံမျိုးတော့လုပ်နေတယ်ဒါပေမဲ့သူတို့ပဲအာယုံများနေတဲ့အနေထားတော့ပုံမြင်နေရတယ်ပေါ့နော်ဒါအပြင်ဒါတန်တွဲမျိုးနယ်တွေကိုလည်းဒါသူတို့လေချောင်းတိုက်ခိုက်မှုတွေကဆက်လုပ်တယ် ဘုံကျဲမှုတွေလုပ်တယ်ဒီရက်ထဲမှာဇက်တိုက်ကိုလုပ်နေတာတွေတွေ့ရတယ်ဗောနော်အဲစက်တင်ဘာလကုန်ပိုင်းကနေစလို့တောင်ကုန်းနဲ့တန်တွဲမြို့နယ်တွေကိုနေတိုင်းလိုလိုဘုံကျဲတာတွေလုပ်တယ်အဲဒီနေ့မှလည်းဒါတန်ရွံ့မြို့နယ်တွေကိုဘုံကျဲတယ်ဗောနော်အဓိကတော့ဒါရွေးကောက်ပွဲပထမပိုင်းကိုသူတို့လုပ်မယ်ဆိုတော့မြို့နယ်တွေကတော့ဒါအကြောက်ဖြူမှန်အောင်စစ်တွေလက်ရှိသူတို့လောလောဆယ်ထိမ့်ချုပ်နိုင်နေသေးတယ်လို့ယူဆရတယ်ဒါမြို့နယ်၃ခုကိုပထမပိုင်းလုပ်မယ်ရွေးကောက်ပွဲထဲမှာထည့်ထားတယ်ကျင်းပမယ့်နေရာတွေအဖြစ်ထည့်ထားတယ်ဗောနော်အဲ့တော့ ဒီတောင်ကုတ်တန်တွဲအန်းနဲ့ဂွားကိုကြတော့သူကဒုတိယပိုင်းလုံမဲ့ရွေးကောက်ပွဲဆိုတဲ့ပုံစံမျိုးနဲ့သူကရည်ရွယ်ထားတယ်အဲ့တော့အဲ့နေရာတွေကိုသူကဒုတိယပိုင်းမတိုင်ခင်သူကအရယူမယ်ဆိုတော့ယူမန်းချက်မျိုးတော့ရှိထားတယ်ပေါ့နော်အဲ့တော့ဒါလေချောင်းတိုက်ခိုက်မှုတွေကိုသူကစတိုက်လုပ်ထားမယ်အဲ့နေရာမှာရှိတဲ့ဒေသခံပြည်သူတွေနေလို့မရအောင်သူတို့မှမအုပ်ချုပ်ရဘူးဟေ့ဆိုတဲ့ခါကျရင်အဲ့ပြည်သူတွေလည်းကောင်းကောင်းမနေရဘူးဆိုတဲ့ပုံစံမျိုးတွေလုပ်ထားမယ်ပြီးတော့အာဂါတက်တော့အေးအနေနဲ့ ပို့ပြီးတော့အလုတ်များအောင်ပို့ပြီးတော့အာယုန်တွေများအောင်ဆိုတဲ့ရည်ရွယ်ချက်တွေနဲ့လှုပ်ထားတာလေဒါဖြစ်ကောင်းဖြစ်နိုင်မှာပေါ့နော်အဲ့တော့စစ်ကောင်စီကအဲ့လိုမျိုးလှုပ်တဲ့ရည်ရွယ်ချက်တွေကျွန်တော်တို့ပြန်ပြီးတော့စဉ်းစားကြည့်တဲ့အခါမှာလေဒါအဲဒီအဲ့နေရာမျိုးတွေမှာပေါ့နော်ဘုံကျဲတိုက်ခိုက်တဲ့အခါအရက်သားတွေထိခိုက်တာမျိုးတွေကြောင့်မဟုတ်ပေါ့နော်အဲဒီချို့ဒါအာခတ်တော်အေရဲ့ ါစစ်အင်အားတွေကိုအဲ့ဘက်ကိုဒါပြန်ပြီးတော့စုတ်မလားအဲအဓိကတော့ PR ပေးလို့ပေါ့နော် DPR တွေကြောင့်မလို့အာခတ်တော်တော် A ကအဲ့ဘက်ကိုပြန်စုတ်မလားဆိုတော့ရွေးချယ်မျိုးလဲပါနိုင်တယ်အဲနောက်တစ်ခုက AA ပြန်ကအောင်ပေါ့နော်အဲငါတို့ဒီဘက်မှာလဲစစ်ကောင်စီကဝင်လာတော့မလားအဒီဘက်ကိုဒါဘလိုပုံစံမျိုးနဲ့တိုက်လာတော့မလဲအဲဆိုငါတို့အဲ့ဘက်မှာအင်အားတွေတုံးရမလားဆိုတော့ရည်ရချက်မျိုးအဓိကတော့သူတို့အင်အားတွက်ချက်ပါလိမ့်မယ်အာခတ်တတော် A ရဲ့လက်ရှိအင်အားကဘယ်လောက်ရှိနိုင်တယ်လဲအဲ့အင်အားတွေကဘယ်နေရာမှာကိုဘယ်လောက်တုံးထားနိုင်တယ်လဲဆိုတော့ပုံစံမျိုးတွေတွက်ချက်ပြီးတော့လုံးကြတာတွေ ဖြစ်ကောင်းဖြစ်နိုင်တယ်ဒါစစ်ကောင်စီလုံနေကြပုံစံပဲပေါ့နော်အဲအဲဥစ္စာအတွက်နဲ့ဒါတို့ဒီလိုရည်ရွယ်ပြီးတော့ဒါပုံကျဲတိုက်ခိုက်တာတွေလုံနေတယ်လို့လည်းယူဆရတယ်နောက်တစ်ခုကတော့ကျွတင်ချင်းမုံတာဘာလို့လဲဆိုတော့ဒါရှမ်းမြောက်မှာပဲကြည့်မလားကျွန်တော်တို့ဒါအညာဘက်ချမ်းနေမှာပဲကြည့်မလားပြီးတော့ဒီအဲဂရင်ဘီနယ်ထဲမှာပဲကြည့်မလားပေါ့နော်အဲလိုပုံစံမျိုးတွေနဲ့ကျွတင်လေကြောင်းတိုက်ခိုက်မှုတွေလုပ်ပြီးရင်မြေပြင်ကနေစစ်ကြောင်းထိုးတယ်ပေါ့နော်ဒါပေမဲ့ဒီစစ်ကောင်စီကမြေပြင်မှာစစ်ကြောင်းနောက်မှာမထိုးနိုင်သေးတဲ့အနေအထားအဲ့နေရာတွေကိုလုံးဝဥတော်မတည်နိုင်သေးဘူးပြောရရင် သူပတ်သူဘလောက်ပဲအင်အားတွေဖြစ်ဖြစ်အိုင်ဒီယာတွေကိုဒါတို့ရနိုင်ဖို့အတွက်ခြေလန်းအောင်မှာမပြေနိုင်သေးတဲ့အနေထားအဲ့တော့စစ်ကောင်စီအနေနဲ့မြေပြင်ထိုးစစ်မရောက်နိုင်ဘဲနဲ့အိုင်ဒီယာတွေကိုလုံးဝမထိန်းချုပ်နိုင်ဘူးအဲ့နေမြေကိုထိန်းချုပ်ဖို့အတွက်ကမြေပြင်မြေပြင်ကလူတွေကအဓိကမြေပြင်စစ်ကြောင်းတွေကအဓိကပေါ့နော်မြေပြင်အင်အားတွေကအဓိကအဲ့ဒီအင်အားတွေအိုင်ဒီယာကိုရောက်မှအိုင်ဒီယာကိုထိန်းချုပ်နိုင်တယ်လို့ပြောမှာအော်ဝေဟင်ကနေလုံနေုံနဲ့လည်းဒါထိန်းချုပ်နိုင်တာမဟုတ်ဘူးပေါ့နော်တို့ပါလေ24နိုင်ဒီလိုမျိုးလေပြင်ကျဲကျဲပြီးတော့ဒါဝဲထားနိုင်မှာလားကျွန်တော်ပြောအဲ့တော့ မြေပြင်စစ်ကြောင်းတွေရောက်မှအဲ့နေရာတွေထိန်းခတ်နိုင်မှာအဲ့တော့မြေပြင်စစ်ကြောင်းတွေမရောက်တဲ့အတွက်အဲ့နေရာတွေကိုမထိန်းနိုင်ဘူးမထိန်းနိုင်တာဖြစ်တဲ့အတွက်ရွေးကောက်ပွဲလုပ်ဖို့ဆိုတာလည်းဝေးနေသေးပဲပေါ့နော်အဲ့တော့စစ်ကောင်စီကအရက်သားနေရာတွေကိုဘုံကျဲတယ်ဆိုတာဒါတွေကြောင့်လည်းပါတယ်ပေါ့နော်ဒါပြင်ဒါရွေးကောက်ပွဲဒုတိယပိုင်းမှာလုပ်မယ်ဆိုတော့မြို့နယ်တွေကိုသူတို့ပြန်ယူဖို့စ조사နေတာမရသေးတဲ့အပြင်လက်ရှိသူတို့ထိန်းထားနိုင်ပါတယ်ဆိုတော့ဒီစစ်တွေနဲ့ကြောက်ဖြူမှာတော့မှပဲတိုက်ပွဲတွေဆက်ပြီးတော့ဖြစ်ပွားနေတော့မယ်တကယ်လို့သာအဲ့နေရာတွေပါဆက်ပြီးတော့ကြပြီဟေးဆိုတဲ့ခါကျရင်စစ်ကောင်စီတို့က ရယူဖို့စူးစမ်းရင်းနဲ့ပြန်ပေးလိုက်ရတာပဲတော့အဲ့လိုပုံစံမျိုးတွေပို့ပြီးတော့ဖြစ်သွားနိုင်ခြင်းရှိတယ်။အဲ့တော့ဒါအနှစ်ချုပ်အနေနဲ့ပြောမယ်ဆိုရင်ဒါကြောင့်ရွေးကောက်ပွဲဒုတိယပိုင်းမျိုးတွေစစ်ကောင်စီကပြန်ရဖို့စူးစမ်းနေတာဟာရဖို့နေနေတာတာပေါ့နော်။အာဂတ်တော်အေရဲ့ထိုးစစ်ကိုအသေးအံခုခံနေရပြီးလက်ရှိဒါမကွေးတိုင်းရဲ့အဓိကခန်းစစ်စခန်းကြီးဖြစ်တဲ့နေရီကန်ဗျူဟာကုန်းခန်းစစ်စခန်းကြီးဟာကျိုးပေါက်တော့မယ်။မကြခင်မှာပဲသတင်းကောင်းတွေကြားရလိမ့်မယ်လို့ဒါယူဆရတဲ့အကြောင်းလေးဒီနေ့ကနေပြောပြချင်ပါတယ်။အားလုံးပဲကျေးဇူးတင်ပါတယ်။ thank you